ကျွန်တော်ရခုဖော်ပြမယ့်အကြောင်းအရာလေးကတော့ရှင်ပြင်းဖြစ်စီတဲ့အတိတ်အမိတ်များဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ကဖော်ပြပြမှာဖြစ်ပါတယ်ကျွန်တော်ကဘေးရင်လက္ခဏာခေါ်တဲ့ဥကြောဆိုးလင်းမှာဖြစ်ပါတယ်မြန်မာတပ်ရဲ1940ခုနှစ်မှာမင်းတုံးမြို့သားမောင်လင်းဟာရှင်ပြင်းဖြစ်ဖြစ်ချိန်တန်တဲ့အခါမှာနောင်တော်ဖြစ်တဲ့ပကံမင်းနန်းကြချိန်တန်တဲ့အခါမှာနော်တလာထဲမှာနေလာနှစ်ပါကြက်ကြလေနော်ကြာသာရေးချေကလည်းလောက်ကို ဖောက်ထွက်သွားတဲ့အတိတ်အမိတ်မျိုးကြုံပါတယ်။ပကံမင်းစည်းတဲ့လောင်းလေကြီးကလည်းညတတိုင်းခန့်မှာလူများကြောက်ညီးထွားတဲ့အသံထွက်လာလိပါတယ်။တောင်သမန်အင်းရဲ့တောင်ဘက်မျက်နှာစာမှာရေတွေခမ်းပြီးတော့ငါးတွေပေါ်လာတဲ့အတွက်ကြောင့်လူတွေကငါးမျိုးကိုဖန်ဆားကြလိတယ်။မင်းတို့မျိုးသားမောင်လွင်ရဲ့ဇာတာတော်ကိုကြီးကခြေလာပြီးနောင်တော်ဖြစ်တဲ့ပကံမင်းရဲ့ရှေ့တော်သို့ခြေချလာလိတယ်။အဲ့လိုအတိတ်အမိတ်တွေကြုံပြီးတဲ့နောက်မှာပကံမင်းကနန်းကျပြီးတော့ မင်းတုံးမင်းကနော်ထင်းနှံကိုစက်ခံခဲ့ပါတယ်အဲကျွန်တော်တို့ဘေးလက္ခဏာခေါ်တဲ့ဥကြောဆိုလေးဖြစ်ပါတယ်ကျွန်တော်ဒီဘေးလက္ခဏာမင်းမြန်ဆက်သွယ်လိုပါကဖုန်းနံပါတ်09 9လေးတခြား9လေးရှိသောဆက်သွယ်ပြီးတော့လည်းကောဒို့မဟုတ်ကျွန်တော်ရဲ့ TikTok account Messenger မှာဖြစ်စေဒို့မဟုတ် Facebook account Messenger မှာဖြစ်စေဆက်သွယ်ပြီးတော့လည်းကောဘေးလက္ခဏာမင်းမြန်ဆုံဆန်းလို့ရပါတယ်ခင်ဗျာခုနသားမိတ်ဆွေများအားလုံးကောင်းကျိုးလိုအပ်စံလုံးလုံးဝပြည့်စုံကြပါစေ ကောင်းသောနေလေးပြန်ဆန်ရရှိကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးဒီမှာပဲနေကုန်းချိုပဲနောက်နောက်ဗီဒီယိုများမှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာ